စမ်းမယ်ဒီနေ့တော့ကိုကြော်ရေးတဲ့တရော်စာလေးတစ်ပုဒ်ကိုဖတ်ပြပါမယ်မြန်မာနိုင်ငံကို ILO Article 33တုံးပြီးပြင်းပြင်းထန်ထန်ဒဏ်ခတ်ပိတ်ဆို့အရေးယူဖို့အပီပီဆိုင်ရာအလုံသမအဖွဲ့ချုပ်ညီလာခံကဆုံးဖြတ်ခဲ့ပါတယ် ILO Article 33ဆိုတာကအလုံသမအခွင့်အရေးချိုးဖောက်တဲ့နိုင်ငံတွေဆန္ဒပြမှုကိုအကြမ်းဖက်နိုင်နေတဲ့နိုင်ငံတွေအာဓမ္မစစ်မှုထမ်းခိုင်းတဲ့နိုင်ငံတွေကို ချမှတ်ဖို့အတွက်သတ်မှတ်ထားတဲ့အရေးယူမှုလို့နားလည်လို့ရပါတယ်။ဇင်မာဘွေနိုင်ငံ၊ဘီလာရုစ်နိုင်ငံ၊ကမ်ဘောဒီးယားနိုင်ငံနဲ့မြန်မာနိုင်ငံဟာ ILO Article 33တုံးဖို့တတိပေးခံရတဲ့နိုင်ငံတွေဖြစ်ခဲ့ပြီးဇင်မာဘွေနိုင်ငံကတော့2000ခုနှစ်ကတည်းကချမှတ်ခံရလူနေပါတိဖြစ်ခဲ့တဲ့နိုင်ငံပါ။အဲဒီနိုင်ငံတွေအားလုံးထဲမှာမှာမြန်မာနိုင်ငံကပဲတကယ်ချမှတ်ခံခဲ့ရတာဖြစ်ပြီးဒုတိယကြိမ်မြောက်ထပ်မံချခံရတဲ့နိုင်ငံဖြစ်လေမှတ်တမ်းတင်ရည်ထိုးနိုင်ခဲ့ပါတယ်။ အချက်လက်တွေရပြင်ကြည့်ရင် ILO Article 33ချမှတ်ခံရဖို့ဆိုတာကမ္ဘာဖလားရဖို့ထက်တောင်ပုံပြီးခက်ခဲပါတယ်။ဒါကြောင့်ကမ္ဘာဖလားနှစ်ချိန်မရခဲ့ဘူးပေမဲ့ ILO Article 33နှစ်ခါရဖို့တယ်လို့မြန်မာနိုင်ငံအနေနဲ့ဂုဏ်ယူလို့ရတော့မှာပါ။ ILO Article 33ကြောင့်ဘာတွေဖြစ်လာနိုင်လဲ။တည်င်းစိုးကတော့ကျွန်တော်တို့ပိုဆင်းရဲ့ချက်တဲသွားပါမယ်။နိုင်ငံသားယဉ်ညံ့မှုတွေထပ်ပြီးခောက်ခါသွားကြပါမယ်။ ဆက်ယုံနေပြေးကြမယ်တက်ချုပ်ကြီးအနေနဲ့လဲစီးပွားရေးဥမော့လာတဲ့ဘာညာဆိုပြီးပြောဆိုဖို့ပူပြီးခက်ခဲသွားပါမယ်တည်င်းကောင်းကတော့အာနာသိမ့်ပြီးကလေးကကျွန်တော်တို့အားလုံးဆင်းရဲကြက်တဲပြီးသားဖြစ်ပါတယ်အနေဆုံးအချိန်တွေကိုရောက်ပြီးသားမို့ဒီတက်ပိုဆင်းရဲသွားစရာဘာကြောင်းမှမရှိတော့ပါဘူးတမတော်ကတနေ့နေ့ဒီလိုအချိန်တွေမျိုးကြုံလာနိုင်တာကိုကြိုသိထားတဲ့အတွက်ပြည်သူအားလုံးကိုလက်ကျင့်ပြင်ဆင်ပေးထားပြီးသားပါ တက်မတော်ကိုမထောက်ခံတဲ့ညီပိန်းတွေလည်းကျွန်တော်တို့မျိုးချစ်တွေနဲ့အတူတူငတ်ကြရတော့မှာကိုသမင်းရေတောက်တွားကြထိုးတံကြိုက်ပြီးပီတီတီမျက်နှာဘေးနဲ့အရသာခံကြည့်လို့ရမယ့်ကာလရောက်လာပါတော့မယ်။အနီးကောင်းတွေဗိုက်စာနေလောက်တဲ့အချိန်ကိုမှန်ပြီးသမင်းရေပကံကို Facebook ပေါ်တပုံရိုက်တင်းတဲလီတို့တောက်ကြပါအောင်လို့ကြွားဖို့ဆိုတာလေဒီတိုင်းဆိုတက်ထောက်ခံသူတွေအတွက်အိမ်မက်မဟုတ်တော့ပါဘူး။တကယ်ဖြစ်လာတော့မှာပါ။တက်လက်စားတယ်ကိုကျော်မျိုးမင်းရဲ့နီးနာနေတရားတွေကို ခါတော်မီပြန်လဲဝေမျှပေးလိုက်ပါတယ်။မနဲ့ထမင်းအိုးတဲတဲ့အခါထမင်းကြီးကိုဘေးသို့မငဲပစ်ပါနဲ့။အဲ့ဒါလေးကိုစားခတ်ပြီးတောက်ရင်ရင်လဲအေးတယ်အစာလဲပြည့်တယ်လက်ဖက်ရည်ဘိုးကော်ဖီဘိုးလဲတက်စားပါတယ်။မတောက်ဖြစ်ရင်တော့ပြိဆန်အစာဖြစ်ကျွေးမွေးလို့ရပါတယ်။ဒီကာလကြီးမှာတက်ထောက်ခံသူတွေရှင်တန်ရက်တီဖို့အရေးကြီးတယ်မလား။ထမင်းရည်စားခတ်တောက်နည်းအပြင်စံကွဲကိုထမင်းကဲသို့ချက်နည်း အလူအိမ်မှပါဆယ်ထုံနီးဈေးအမိုက်ပုံမှတချမ်းကောင်းသီးနှံများအားကောက်ယူ၍အာဟာရပြည့်ဝစွာချက်ပြုတ်နီးထမင်းသုံးရက်ထိမစားဘဲနေနိုင်သောနီးအစာရှိတာလေးတွေကိုလည်းအချိန်အားလျင်အားတော်စွာဝေမျှပေးပါမည်အနီးတွေငတ်တဲ့အခါလူမဲ့သူတွေကူမဲ့သူတွေတပုံတပင်ကြီးရှိပေမယ်တက်ထောက်ခံသူတွေငတ်ပြတ်တဲ့အခါဘယ်ပီသူမှလာလူမှမဟုတ်ပါဘူးကျွန်တော်တို့မှကျွန်တော်တို့ပဲရှိတယ်မလား တွင်အမှန်တွေတင်ဆက်ပေးနေတဲ့ Mouse Agent Story